လေးမျိုးဒါကာစာကနဲ့ချင်းတောင်ဘက်ကိုစစ်ကြောင်းထူလာတာကြောင့်ကလေးတိုင်းငင်းလမ်းမှာတိုက်ပွဲဆဖြစ်နေပြီးကြီးရော်လေးရော်လောက်ကစစ်ပေးလျှောက်တထောက်ကျော်အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ဆိုသူအောင်သတင်းပေးပို့ထားပါရဲ့ရှင်။စကန်န်ဒီဒါဂျီကလေးမျိုးအခြေဆိုင်ဒီဒါကုတ်ကဲမှုစစ်ဌာနချုပ်ကနေချင်းတောင်ဘက်ကို မေလာ၁၈ရက်ကစလို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။၄ရက်ဝင်းကျင်အကြာမေလာ၂၁ရက်မှာတော့ ကလေးတိုင်းငင်းလမ်းပေါ်ကကလေးမြို့နယ်စိမ့်ပိုင်းအကျော်အကွာမှာရှိတဲ့မွာပြီးရွာအဝင်မှာမနက်9နာရီလောက်ကစလို့တိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်ပြောလာတာကတော့အင်းအောင်နေအောင်ချင်းလောက်လို့တော့ကနဦးသိရတယ်ပေါ့နော်ဟိုဦးတီလာတာတော့ဒီချင်းတောင်ဘက်ကိုတက်လာပြီဆိုတော့ချင်းတောင်ကိုဦးတီတာတော့သိချင်တယ်ပေါ့ ဒါမဲ့ပဲဟိုတိတိကျကျဦးတည်တယ်လဲဆိုတော့ကျွန်တော်တို့လည်းမသိရသေးဘူးပေါ့ဟိုဒီတိုင်းငင်းလမ်းဆောင်ဖက်ကိုတော့မရောက်သေးဘူးလို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဟုတ်ဟုတ်အဲ့မတိုင်ခင်မှာပဲဒီထိတွေ့မှုတွေဖြစ်နေတယ်လို့ကျွန်တော်တို့သိရပါတယ်ပြကလေးမျိုးကနေတိုင်းငင်းရွာလမ်းဆောင်အထိဆိုရင်25မိုင်ဝန်းကျင်กว่าဝေးပါတယ်။တိုင်းငင်းလမ်းဆောင်ကနေတီးသိမ်မျိုးကိုဆိုရင်နောက်ထပ်26မိုင်သွားရမှာဖြစ်ပြီးဖလန်းမျိုးကိုဆိုရင်မိုင်90နီးပါးกว่าဝေးတာဖြစ်ပါတယ်။ တိတိမျိုးကလွယ်ပြီးနေရအများစုကိုချင်းတောက်လိုင်းတက်တွေကထိန်းချုပ်ထားတာဖြစ်ပြီးမေလ22ရက်ညနေ4နာရီအထိတော့စစ်ကောင်စီတပ်ဟာမှွာပြီးရွာကိုမကျော်နိုင်သေးကြောင်းနဲ့ကလေးမျိုးဘက်ကနေလည်းလက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့ဒေသခံတွေကပြောပါဗျ။မိုးကယူလိုက်ဆဲလိုက်ပေါ့။ညတော့လည်းဆိုရင်ဘုတ်တအများပဲ။နေ့လေတော့လည်းယူရတယ်။ဒီတကယ်တမ်းဒီကတော့လည်းဆွေးမိရဆွေးလို့ဖြီးရဆိုတော့လည်းအကူလို့အဲ့ que ya y si lo hace posible o parte de algo no me yo con yo no la que no titular o que titular mare no ya está todo que está vale kuni pena no kuni si china vale no acá me hace todo el mundo no တိုက်ပွဲတွေကြောင့်စစ်ကြောင်းထိုးရလမ်းပေါ်မှာရှိတဲ့ရွာ၄ရွာထက်မနည်းကဒေသခံပြည်သူတထောင်ကျော်လောက်ဟာစစ်ဘေးသိမ်းရှောင်နေရတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတာကြောင့်အရင်စစ်ဆောင်တုန်းကလိုကလေးမျိုးဘက်ကိုတင်းဆောင်ခွင့်မရပဲတောင်ပေါ်ဝင်းကျင်ကဘေးလွတ်မဲ့ထင်းတဲ့နေရာတွေမှာမိုးရွာနေတဲ့ဂျာကနေထွက်ပြေးနေရလို့အရေးပေါ်အကူအညီတွေလိုအပ်နေပြီလို့ဒေသခံတွေကပြောပါရယ်လက်ရှိအချိန်မှာစစ်ကောင်စီတပ်ဟာချင်းတောင်ပေါ်ကဟာခါတီးတိမ်နဲ့ထန်တလန်မျိုးလောက်ကိုပဲထိန်းချုပ်နိုင်တော့တာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ you